ဆိုးဒီစွားနဲ့ဆိုရင်ဟင်းသားဗရာဂျူရဲ့အကောင်းဆုံးရတနာလို့တတ်မှတ်လို့ရတယ်တွန်ထဲမျက်နှာကတော့တိမ်မတက်ဖြစ်ဖြောနေပါတယ်သူ့မှာအချိန်ကနှစ်နှစ်တော့မကြံတော့ပါဘူးယခုတော့ဝင်းကြီးလန်ရဲ့ပေါင်းစင်းလေးကိုအသုံးပြုလိုက်တော့သူ့ရဲ့အချိန်ကကုန်ပါတော့မယ်သူကတူတူလေးပြောလိုက်ပါတယ်တက်လိုက်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီကိုတောင်းဆိုချင်ပါတယ် အစိမေဝဉ္ဇဉ်ပိုင်းစားတွေဟာရှေ့ကိုမတော်ပဲလက်ကွပ်မြောက်လိုက်ပါတယ်။ပဝင်းကြီးကနေချိန်ချိန်အတန်များလည်းထွက်ပေါ်လာပြီးမိုးတိတ်များစုဝေးကလူပုံစံဖယ်စီလိုက်ပါတယ်။ထိုခန္ဓာကိုယ်ကမိုးတိတ်များနဲ့ဖယ်စီထားပြီးဘလူပဲကြီးကြီးတမန်လူနဲ့မထူကြပါဘူး။အစိမေဝဉ္ဇဉ်ပိုင်းစားတွေဟာခြေတလန်းတိုးလာပြီးမိုးတိတ်ခန္ဓာကိုယ်နဲ့ပေါင်းစည်းသွားပါတယ်။မိုးတိတ်လူသားကတော့မှင်တတမျက်လုံးလေးကိုဖင်လိုက်ပြီးကျူထွဲစီကိုဆိုက်ကြည့်လိုက်ပါတယ်။မိုးတိတ်နေရနဲ့ခန္ဓာကိုယ်ဖယ်စီတာဒါကအစိမေချင်းညက်သူတွေရပဲလုံနိုင်တာ။ဒါပေမဲ့မင်းကပေါင်းစည်းမှုကနေဖန်တီးထား မင်းကဘယ်လောက်ထိတကြခံနိုင်ရှိမလဲဆိုတာငါကြည့်ကျင်သေးတယ်ကျွချွယ်စီရဲ့မျက်နှာကတော့စိုးဝါးနေပါတယ်ထုံတော့မှာတော့သူကလက်ကိုဝင်လိုက်ပါတယ်အနီရောက်အလင်းနာတစ်ခုကလည်းသူ့ရဲ့ရှေ့မှာပေါ်လာပြီးအနီရောက်ဓာတ်ချောင်းဖြစ်ပြောင်းလဲသွားပါတယ်ဓာတ်ကပေါ်လာတဲ့အချိန်မှာမြေပြင်ရဲ့မိတော့တွေကဓာတ်တွေကိုဆုပ်ယူသွားပါတယ်ထိုဓာတ်ကတော့အရန်အောင်မှရှေ့ကျပြီးဘသူကမှသူ့ရဲ့အစစ်မှတ်နာမည်ကိုမသိပါဘူးပထမမျိုးဆက်ဟင်ဒဗရာထိုဓာတ်ကိုရရှိခဲ့ပြီးဟင်ဒဗရာဓာတ်လိုအမိပေးခဲ့တာပါထုံတော့မှာတော့ကျွချယ်စီကသူ့ရဲ့ညာလက်နဲ့ဓာတ်ကိုလျှို့ထုတ်လိုက်ပါတယ်ဓာတ်ကနေလည်းချက်ချင်းပဲအနီရောက်တောက်ပေါ်လာပြီး ောင်းကင်ဘုံစွမ်းအင်များပြည့်နေသလိုဖြစ်သွားပါတယ်ထို့ထားတော့ကောင်းကင်ဘုံဓာတ်နဲ့ဘာမှမထူကြပါဘူးထို့ထားကလည်းကောင်းကင်ဘုံယတနာဖြစ်ပါတယ်မိုးတိတ်လူသားရဲ့မျိုးလုံးများလည်းတောက်ပွားလာပြီးသူ့ရဲ့ညာလက်ကိုဝင်လိုက်ပါတယ်သူ့ရဲ့ညာလက်တစ်ခုလုံးကပြုတ်ထွက်သွားပြီးဟင်းသားဗရာနဲ့အတူတူပဲဓာတ်တစ်ချောင်းဖြစ်သွားပါတယ်ထိုအရာအရောင်ကလွယ်ပြီးဟင်းသားဗရာဓာတ်နဲ့အရာအလုံးဒုံစံနေပဲဖြစ်ပါတယ်ကောင်းကင်ဘုံစွမ်းအင်ပမာဏတော့အတူတူပဲဖြစ်ပါတယ် ပြီးတော့ချူထဲစီကိုလည်းညှို့ထိုးပြီးအဖြူရောင်ဓာတ်ကိုရှေ့ကိုပြစ်လိုက်ပါတယ်အနီနဲ့အဖြူဓာတ်ကဥက္ကခဲပြတ်နေလို့တိုက်မိသွားပါတယ်အချိန်ချင်းတိုက်မိပြီးတော့အဖြူရောင်ဓာတ်ကရှင်နိုင်စွမ်းမရှိတော့ပဲနောက်ကိုပြတ်ဆုတ်သွားပါတယ်ဒူရတဲ့အနီရောင်ဓာတ်ကလည်းအဖြူရောင်ဓာတ်ရဲ့အစွမ်းထက်တဲ့ကောင်းလေးပုံစွမ်းရည်များကြောင့်ထိခိုက်မှုရှိခဲ့တာကြောင့်နှိမ့်ကွေးသွားပါတယ်မိုးတိမ်လူသားကတော့ချူထဲစီကိုစိုက်ကြည့်ပြီးမိန်ဖျောတဲ့အဖြူတစ်ခုကိုပြောင်းလိုက်ပါတယ်သူ့ရဲ့မိုးတိမ်ခန္ဓာကိုယ်ကလည်းပြုတ်ကွဲသွားပြီးဒဘုံထဲရှိတဲ့ဓာတ်ရှိချောင်းကထမှန်ပြီးတော့ဖြစ်ပေါ်လာပါတယ်။တချောင်းချင်းစီမှာလည်းကောင်းကင်ဘုံဆွဲရဲ့အမြောက်များပေါင်းနေပါတယ်။ ဓာတ်ရှိထောင်လုံးကလည်းဝင်တိုက်လိုက်ကြပါတယ်၃ချောင်းကတော့ဟင်းသပ္ပရာဓာတ်ကိုလိုက်ရင်ကြံတဲ့၅ချောင်းကတော့ကျူချွဲစီစီကိုဥတီသွားပါတယ်ကျူချွဲစီရဲ့မျက်နှာကလည်းမလားမပါဖြစ်သွားပြီးပေရင်ငယ်နောက်ဆုသွားပါတယ်သူကသူ့ရဲ့တူတော်အေးကိုပုတ်ပြီးဘူးတလုံးကိုထုတ်လိုက်ပါတယ်ပြီးတော့သူကစုဆောင်သူကရေဦးလိုက်ပါတယ်ဓာတ်၅ချောင်းကလည်းအာဂျီတစ်ခုနဲ့ဝင်းရံခံလိုက်ရပြီးမျက်စိတမိတ်အတွင်းမှာပဲဘူးထဲမှာပြိမှုသွားပါတယ်ကျူချွဲစီရဲ့မျက်လုံးများကလည်းတောက်ပေါက်သွားပါတယ် သူကဘူးကိုတုံးပြီးကျန်တဲ့ဓာတ်သုံးချောင်းကိုလည်းစူးစောင်းမှုအတွက်ပြင်လိုက်ပါတယ်ထိုချိန်မှာပဲဘူးထဲကနေအကွက်တက်များကိုကြားလိုက်ရပါတယ်ခနာကြမှာတော့ကောင်းကင်ဝင်အောင်တုံလုံးစီနိုင်တဲ့အတန်တစ်ခုကထွက်ပေါ်လာပါတယ်ဒိုင်းနဲ့ပောက်ကွက်တက်နဲ့အတူဘူးကလည်းကွက်ကျစ်သွားပါတယ်ဒါငါးချောင်းကလည်းပြန်ထွက်လာပြီးတုံးဆုံးနေခြင်းမရှိပဲကျူချွဲစီစီကိုထိုးဆိုင်ရပါတယ်တစ်ချိန်တည်းမှာပဲဟင်းသားပဓာထားနဲ့တိုက်ခိုက်နေတဲ့ဓာတ်တွေကလည်းအမေတစ်ခုကိုရလိုက်သလိုဟင်းသားပဓာထားကိုဆွန့်ပစ်ပြီးအ мян ပဲပြန်တလာပါတယ်ကျူချွဲစီရဲ့မျက်နှာကလည်းအများကြီးပြောင်းလဲသွားပြီးအ мян ပဲနောက်ဆူသွားပါတယ်သူကမတိုက်နိုင်လို့မဟုတ်ပါဘူး ဝိညာဉ်လံနဲ့ဖက်စည်းထားတဲ့ဝိညာဉ်ဟာတည်ခြင်းတရားများနဲ့ပြည့်နှက်နေပြီးကိုယ့်ရဲ့တောင်းတော်ဂိမှုဆိုင်ပဲသူ့ကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။သူကအနိုင်ရမယ်လို့ယုံကြည်မိမယ်။ဒိုင်ယာတို့ရမှသိကြပါတယ်။ပုံမှန်ဆိုရင်တော့ရင်မကြည့်မိမယ်။ယခုချိန်မှာသူ့မှာတက်တန်းတိတ်ပြီးတော့မကြံတော့ပါဘူး။ထိုနေရာမှာသာဒိုင်ယာသွားမယ်ဆိုရင်သူ့ရဲ့တက်တန်းထူသွားပါလိမ့်မယ်။နောက်ထပ်အရေးကြီးတဲ့ကိစ္စကဆွေမြခန့်မတင်မျိုးမျိုးနဲ့ဒုတိယစစ်ပွဲကစတင်နေပြီဖြစ်ပါတယ်။သူကသာထိုနေရာမှာဒိုင်ယာသွားမယ်ဆိုရင်တော့အရန်ဟိုမှာကန့်ဆိုးသွားပါလိမ့်မယ်။ သူကဆုတ်ခွာချိန်မဲ့လေမိုးတိတ်လူသားဖန်တီးလိုက်တဲ့ဓာတ်တွေကမိုးကြိုးလက်စီးလို့မြန်တဲ့အချိန်ငယ်သူ့စီကိုအမြင်ပဲရောက်ရှိလာပါတယ်။ကျူချယ်စီရဲ့မျက်လုံးများကလည်းမှောက်မိုက်သွားပြီးသူ့ရဲ့လက်နဲ့လဝါကြီးကိုဖန်တီးလိုက်ပါတယ်။ထိုလဝါကြီးကပေါ်လာတဲ့ချိန်မှာပင်ကျူချယ်စီကိုအင်အားကြီးတစ်ခုကဝင်းရံသွားပါတယ်။ထိုချိန်မှာပဲဓာတ်များကလည်းရောက်ရှိလာပါတယ်။ကုံမီကြီးတစ်ခုလုံးတုန်ခါသွားတဲ့အတိုင်ကြီးကလည်းထွက်ပေါ်လာပါတယ်။ကျူချယ်စီကတော့ကြောက်ကြက်တလုံးပေါ်ကိုပြင်းထန်သွားပြီးတခဏလေးတော့မြင်လာခဲ့ပါဦး။သူရဲ့ရှိကလဝါကြီးကလည်းပြုတ်ကြသွားပါတယ်။ဒဏ်ရာမရပြီမဲ့မျက်နှာတော့ဖျော်ဖျော်နေပြီးသူ့စီကထွက်နေတဲ့ နဆိုးမာနာများလည်းပြောက်ကွက်သွားပါတယ်ပြန်တန်းနေတဲ့ဓာကုလည်းပြောက်ကွက်သွားပြီးဝိညာဉ်ပိုင်းစားတွေဖြစ်ပြောင်းပြောင်းသွားပါတယ်တွန်ထင်းအရောရှေးရမြင်ကွင်းကိုကြည့်ပြီးခါသီးဆွန်နဲ့ပြောလိုက်ပါတယ်နန်နေတဲ့ဟင်းတပ်ပရာလောဝပဲနန်နေတဲ့ဟင်းတပ်ပရာလောဝမျိုးဆက်တိုင်းရဲ့ဟင်းတပ်ပရာတွေပဲတင်ယူနိုင်တဲ့မန်နဲ့တခုဒါချင့်ချင်လို့မရဘူးရှေးမျိုးဆက်ဟင်းတပ်ပရာကနေအမွေဆက်ခံရတာထိုလိုဝါကြီးကိုပထမမျိုးဆက်ဟင်းတပ်ပရာဖန်တီးခဲ့တာမဟုတ်ပါဘူးချင်းချင်ရင်မမေးဖဲရသူတို့ကိုပေးရခဲ့တဲ့မန်နဲ့တခုဖြစ်ပါတယ် ထိုနယ်နယ်တဲ့ဟင်းတပ်ပရာလောဝါကြီးကလူတယောက်ရဲ့ချင်းချင်းမှုအဆင့်ကိုမြင့်တက်ပေးမှမဟုတ်ပေမဲ့အရန်အောင်မှအစွမ်းထက်ပါတယ်ထိုရောအသုံးပြမှုကနှစ်ခုပဲရှိပါတယ်တိုက်ခိုက်ခြင်းနဲ့ကောက်ွယ်ခြင်းထိုတိုက်ခိုက်မှုကတော့အရာအလုံးကိုဖျက်ဆီးပစ်နိုင်ပြီးကောက်ွယ်မှုကတော့လူတယောက်ထဲကိုကောက်ွယ်တဲ့အခါမှာတော့ဟင်းတပ်ပရာအဆင့်ရဲ့တစ်ခုလုံးထက်ပိုပြီးတော့အကောင်းပါတယ်ချင်းချင်းရဲ့မဟာမေဖေးကထိုမန်နံကိုဘယ်လိုဖန်တီးနိုင်ခဲ့လဲဆိုတာကိုတော့ဘယ်သူမှမသိပါဘူးအစင်းထောက်ချင်းချင်းရဲ့ဂျိုးပေါ်မှာလူတယောက်ထဲရပဲထိုမန်နံကိုတိနိုင်ပါတယ်ထိုလူကတည်ဆုံသွားမယ်ဆိုရင်အခြားလူတွေကထိုရောက်အသုံးပြနိုင်ပါတယ် ရှင်မြိုဆိုင်ဟင်ဒဗရာတနီနီနဲ့အသက်ရှင်နေတဲ့အင်းအောင်လက်ရှိဟင်ဒဗရာနည်းနည်းတဲ့ဟင်ဒဗရာလဝါကြီးကိုတင်ယူတဲ့အခါရှင်မြိုဆိုင်ဟင်ဒဗရာလဝါကြီးရဲ့စွမ်းအားကိုဆုံးရှုံးသွားပါတယ်နည်းနည်းတဲ့ဟင်ဒဗရာလဝါကြီးကိုအသုံးပြုခြင်းအားတခုခုကုံကြစေရလို့ကောလာဟလာများထပ်ပေါ်နေမယ်မန်နယ်ကိုတင်ယူထားတဲ့လူတွေကပဲထုတ်ကုံကြမှုကြောင့်သိကြပါတယ်ကျူထွဲစီအကူလေးနဲ့အသုံးပြုလိုက်တဲ့လဝါကြီးကတော့ထိုလဝါကြီးပဲဖြစ်ပါတယ်မိုးတိတ်လူသားကလည်းပြုတ်ကွဲသွားပါတယ်တွန်ထဲမျက်နှာကလည်းဖြူဖြောနေပြီးကျူထွဲစီကိုစိုက်ကျင်နေပါတယ်ပြီးတော့သူကရုတ်တရက်ရင်မောလိုက်ပါတယ် ငါရဲ့တက်တန်းအကုန်တော့မေမင်းတို့တခိုးကြီးကိုဒီလိုအချိန်ဒီမှာမြင်ရတာအတော်လေးကိုကျဉ်းနေစရာပဲကျူချွဲစီရအမူအရာလည်းမလားပါဘူးသူကလည်းမော်ဒကွန်နဲ့အသက်ရှူနေရပါတယ်စွန့်ပစ်ခံမတင်မျိုးမျိုးနဲ့တိုက်ပွဲအတွင်းအကောင်းဆုံးအချိန်ဒီမှာရှိဖို့လိုရတာကြောင့်အထူးသဖြင့်တိုက်ခိုက်ဖို့လိုဝါကြီးကိုအသုံးပြုရမယ်ဆိုရင်တော့သူကမလိုအပ်ပဲနည်းနည်းနဲ့ဟင်းတာပရာလိုဝါကြီးကိုအသုံးမပြုပါဘူး တွန်ထန်းမင်းရဲ့စိတ်ဝိညာဉ်တန်းစင်ခံရတချိန်ကဟင်းသားဗရာနိုင်ငံရဲ့ဌာနခွဲတခုဖြစ်ခဲ့ပြီးမင်းရဲ့ဘိုးဘေးတွေကပထမမျိုးဆက်ဟင်းသားဗရာနဲ့အတူစွန့်ပစ်ခန့်မတိမ်မျိုးမျိုးနဲ့ကိုတိုက်ခိုက်ခဲ့ကြတယ်။ဒီနေ့မင်းကဘာလို့ခေါင်းမနေရလဲ။ဝိညာဉ်အလံကိုလွတ်ပြောင်းပြီးရင်ငါမင်းခန်းကိုပြန်တေးဖို့တပည့်တွေကိုစုဆောင်းဖို့စိတ်ဝိညာဉ်တန်းစင်ခံကိုသူ့ဘာသာသူတိုင်းပြည်တစ်ခုပြန်ဖြစ်လာအောင်တော့ကူညီပေးမယ်။တွန်ထန်းရဲ့မျိုးလုံးများလည်းတောက်ပွားသွားပြီးစိုးသွမ်းတဲ့အပြောတစ်ခုကိုပြောလိုက်ပါရင်တခိုးကြီးကျွတ်ထွက်စီငါမင်းကိုသိပြီ။ မင်းကဒဏ်ရာရမောက်ကိုကြောက်နေရပဲမဟုတ်ရင်မင်းကဒီလိုဆက်စရာအခြေအနေမျိုးကိုရောက်မှာမဟုတ်ဘူးစွန့်ပစ်ခံမတင်မျိုးမျိုးနဲ့စစ်ပွဲကစနေပြီမင်းကဒီမှာအကြိုက်မနေနိုင်တော့မှငါဆွေးရင်ပြီလေကျူထွယ်စီရလည်းမျိုးအောင်ချုပ်ပြီးအိဆက်ဆောင်နဲ့ပြောလိုက်ပါတယ်စွန့်ပစ်ခံမတင်မျိုးမျိုးနဲ့အရွက်ဆက်တရွက်ဘိုးဘေးကအားကောင်းမိမယ်ငါမှလည်းလက်ဆောင်တစ်ခုရှိတယ်အတော့ကိုထုတ်ပြလိုက်မယ်ဆိုရင်တော့စွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ဟာတေချာဖို့တိမ်ပါပဲတုံထင်းငါနောက်ဆုံးချိန်မင်းမယ်ဝိညာဉ်အလောင်းကိုလွှဲပြောင်းပေးမှလား တွန်ထင်ရဲ့မျက်လုံးများကတော့အိဆက်သွားပါတယ်သူကအိဆက်တဲ့လေကိုတစ်ချက်ရှူသွင်းပြီးလက်ကိုဝင်ရလိုက်ပါတယ်ရွှေအောင်နဲ့ခင်ရောက်လင်းနဲ့တစ်ခုကအလှမ်းမလင်းလက်လာပြီမဲ့မတိငိမ့်ပါဘူးကျူးချွဲစီငါ့မင်းကိုအခုပဲထွက်သွားဖို့အတွက်အကြံပေးတယ်စရူဒဝင်းညို့ထုတ်ပြဖို့အတွက်ငါ့ကိုဖိအားမပေးနဲ့တွန်ထင်ရဲ့တန်စိတ်ပန်းဖြတ်မှုများနဲ့အဖြစ်ဖြစ်နေပါတယ်ကျူးချွဲစီရဲ့မူရားကလည်းမလားပါနဲ့သူ့ရဲ့အတွင်းထဲမှာတော့ပြုံးနေပါတယ်စရူဒဝင်းညို့ပေါ်လာဖို့အတွက်သူကစောင့်နေခဲ့တာဖြစ်ပါတယ် အမှန်တကယ်တော့သူကအမှန်တကယ်လိုချင်တာဆရူရာဝိညာဉ်ပဲဖြစ်ပါတယ်ဟိန္ဒဗရာမျိုးဆက်တိုင်းကဝိညာဉ်စေတန်အလန့်အောင်အနိုင်ယူနိုင်မဲ့နီလန်ကိုရှာဖို့မျှော်လင့်ချက်နဲ့ဆရူရာဝိညာဉ်ကိုလိလခဲကြပါတယ်ကျူချယ်စီကလည်းထိုးရောက်အနိုင်ယူနိုင်မယ်လို့ရှစ်ဆက်ရခိုင်လုံးယုံကြည်ပါတယ်ထိုးကြောက်သူကထိုးနေမှလာခဲ့တာဖြစ်ပါတယ်ကျူချယ်စီကခဏတစဉ်းစားပြီးဖိဖိချင်းဆရူရာဝိညာဉ်ရဲ့စွမ်းအကြောင်းမတန်းနေမှာငါးဖက်ဘူးမယ်ကိုယ်တိုင်မြင်မှုတာတော့မဟုတ်ဘူးဒီအခွင့်ရို့အုံချပြီးဒီဆရူရာဝိညာဉ်မှာဘာထူကြလဲဆိုတာငါကြည့်ကျင်သေးတယ် ဒီစရုလဝိညာဉ်မှာဘာထူထားလဲဆိုတာငါကြည့်ကျင်သေးတယ်။တွန်ထင်းရတော့အန်ချိလိုက်ပြီးသူ့ရဲ့နှဖူးကိုဘယ်လန့်နဲ့ထောက်လိုက်ပါလိမ့်။ရွှေအောင်လေးနဲ့တစ်ခုကိုထုတ်ပြီးဝိညာဉ်အလံပေါ်ဖိကလိုက်ပါလိမ့်။ရွှေအောင်နဲ့ခင်းရောင်အစက်ကဝိညာဉ်လှမ်းနဲ့လှိမ့်မြန်စွာနဲ့ထွက်လာပါလိမ့်။ကဘောကြီးကအချင်းချင်းထိန်ချုံပေးပြီးဝိညာဉ်အမြင့်မျိုးမျိုးကိုဖန်တီးပေးတဲ့ဓာတ်ဆင်၅ပါးနဲ့ပိုင်းခြားရတယ်။ဓာတ်ဆင်တစ်ခုကရှိမဲ့ဆိုရင်ကြင်ကြန်နိုင်တယ်။နှစ်ခုကရှိမဲ့ဆိုရင်ညံကောင်းမယ်။သုံးခုကရှိမဲ့ဆိုရင်တော့ပါရမီရှိတယ်။လေးခုကရှိမဲ့ဆိုရင်တော့ထူးချွန်းတဲ့ပါရမီရှိတယ်။ ငါးခုလုံးဝရှိမဲ့ဆိုရင်တော့ပြီးပေးဆုံးတဲ့လူတယောက်ပဲဒသိငါးပါးတထုတတာရေမီနဲ့မြေပဲနှစ်ခုရှိရဆိုတော့အရန်ကိုရှားတယ်သုံးခုရှိရဆိုရင်ပို့ပြီးတော့ရှားတယ်လေးခုရှိရဆိုရင်မကြောက်ဘူးတလို့ပဲငါးခုရှိရလူကိုဆိုရင်ဘယ်သူမှမကြောက်ဘူးစရုထားဝိညာဉ်ဟာဒသိသုံးပါးရှိတဲ့ရှားပါးလူတယောက်ဖြစ်တယ်ဒါပေမဲ့သူ့ရဲ့ပါရမီကအသက်ရှင်နေစင်မှာမပေါ်လင်ခဲ့ဘူးသူကလူအများစုလိုပဲနေထိုင်ပြီးစိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်မှာတည်ဆုံးသွားတယ်ဒါပေမဲ့စိတ်ဝိညာဉ်တန်းစင်ခိုင်းရာသူ့ရဲ့ဝိညာဉ်ကို အာနာတက်ချင်တဲ့အဆင့်ကျင်းကျက်သူတွေုံတော့ချင်းချောင်းနိုင်တဲ့အရာတစ်ခုအဖြစ်ပြောင်းလဲပေးတဲ့ထူးခြားတဲ့နည်းပညာတစ်ခုကိုပြုလုပ်ခဲ့တယ်။အဲဒီဝိညာဉ်ကိုဖန်ဆီးဖို့စိတ်ပိုင်းဖြတ်မှုတွေအများကြီးကိုလိုအပ်ပြီးသူတို့ရဲ့တက်တန်ကုန်ကန်နီးမှာကျင်းကျက်ချင်းဂျိုကြီးရဲ့တလင်းကြောက်ကိုဖင်ရမယ်။ထုံမတန်ရဲ့အစိတ်ပိုင်းကကျူချယ်စီရဲ့ခေါင်းထဲမှာပေါ်လာပါတယ်။ကျူချယ်စီကတော့တီကြီးရဲ့လေတန်နဲ့တထုသုံးပါဝိညာဉ်သူကပြောလိုက်ပါတယ် ။တွန်ထင်းကတော့တူတူလေးရင်လိုက်ပါတယ်။သူ့ရဲ့မျက်လုံးများကတော့မှိန်နေပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့နောက်ဆုံးတက်တန်းကိုစရုဒဝိညာဉ်ကိုအသက်သွင်းဖို့အတွက်အသုံးပြလိုက်လို့ပါ။စရုဒဝိညာဉ်ကတမန်နီလျနဲ့ထုတ်လို့မရပါဘူး။ဝိညာဉ်အလံနဲ့ခေါ်ထုတ်ဖို့အတွက်သူ့ရဲ့အသက်ဆွမ်းအောင်ကိုဆွလို့ရပါတယ်။စရုဒဝိညာဉ်ကပေါ်လာတဲ့ချိန်မှာမျက်စိကန်းစိနိုင်လို့တဲ့ရွှေရောင်နဲ့ခင်းရောင်ယုံကြည်တစ်ခုကထွက်လာပါတယ်။ယုံကြည်ထဲမှာတော့တစ်ခုတည်းသောအရာပဲရှိနေပါတယ်။ထိုအရာပါလာတဲ့အဲ့တချောင်းဖြစ်ပါတယ်။ ထိုအကတိတ်ပြီးတော့မကြည့်ပါဘူးလမ်းမတစ်ချောင်းစားလောက်ပဲရှိပါမယ်ဟင်းသားဗရာဓာကနေထွက်လာတဲ့အရှိန်ဝါထက်အစာပုံများစွာပို့ပြီးတော့အကောင်နဲ့အလုံးမင်းကိုအစွမ်းထက်တဲ့အရှိန်ဝါတစ်ခုကိုလည်းထုတ်လို့နေပါတယ်တထုသုံးပါဝဉဉ်ကဓာစင်အားလုံးကိုထိုးပေါင်းနိုင်တဲ့ကောင်းကင်ယန္တနာတစ်ခုဖြစ်ပြီးသူ့ရဲ့ဝဉဉ်စွမ်းကမူလဝဉဉ်တွေကိုတော့ထိခိုက်စေနိုင်ပါတယ်တွန်ထဲမျိုးလုံးများတော့လိမ့်လက်သွားပြီးစရုပ်ထဝဉဉ်တက် သူကပြောလိုက်ပါတယ်ရွှေရောင်နဲ့ခင်းရောင်အကလည်းလက်လက်ထသွားပြီးပျောက်ကွယ်သွားပါတယ်တူချဲစီရဲ့မျက်နှာမူရအားလည်းပြောင်းလဲသွားပြီးလိမ့်မြန်စွာနဲ့နောက်ဆုသွားပါတယ်တစ်ချိန်တည်းမှာပဲသူ့ရဲ့လက်ကိုဝင်လိုက်တဲ့အကြောင်းဟင်းဒဗရာဒါကသူ့ရဲ့ရှေ့မှာကားလိုက်ပါတယ် ခေါင်းလောင်းတီးသလိုအတန်တစ်ချမ်းနဲ့အတူအကအပေါက်တစ်ခုကိုထိုးဖောက်ပြီးဟင်းသားပရာဓာရဲ့အဖို့တွင်ပေါ်လာပါတယ်။တစ်ချိန်တည်းမှာပဲကျူချယ်စီကလည်းအော်ဟစ်လိုက်ပြီးသူ့ရဲ့လက်ညှိုးကိုလေထဲကိုညှို့လိုက်ပါတယ်။ကောင်းကင်ဘုံစွမ်းရည်များလည်းသူ့ရဲ့ခန္ဓာကိုယ်ကနေစဉ်းစားလာပြီးသူ့ရဲ့လက်ညှိုးနဲ့အောက်ဖိလိုက်ပါတယ်။တစ်ချက်ထင်းတဲ့ကျူချယ်စီကခြေတုံးနဲ့နောက်ဆူသွားပါတယ်။ရွှေရောင်နဲ့ခင်းရောင်အလင်းကတစ်ခါပြောက်ကွက်သွားရင်ပဲကျူချယ်စီကဆရိုဒါဝိညာဉ်အနီးနားမှာရှိနေသေးတယ်ဆိုတာကိုသိပါတယ်။သူ့ရဲ့မျက်နှာမူရလည်းအစ်ဆက်နေပြီးဆရိုဒါဝိညာဉ်ဟာတကယ်ကိုအားကောင်းတယ်။ဒါပေမဲ့တုန်ထင်း မင်းရအာနာတချေအစင်အစောပိုင်းအစင်မှာရှိနေပြီးစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအစင်ကျင့်ကြံသူတယောက်ထက်ကြော်လုံတဲ့ကုန်းကြီးပုံစွမ်းရင်ကိုအသုံးပြုနိုင်မစွင်မင်းရပုံမြန်ပြီးပုကောလုံးနိုင်ခဲ့မှာဒါလို့ဆိုရင်တော့ငါဒီနေ့မှထွက်ပြေးရမှာဒါပေမဲ့မင်းရငါ့ကိုတတ်ချင်နေရဆိုရင်တော့ဒီစရုဒဝိညာဉ်ဟာမလုံတော့ဘူး ဒူချဲစီရဲ့စကားမှာတော့ယူရချက်ရှိပါတယ်။သူဖန်ဆီးကျင်တဲ့ထူဆရူဒါဝိညာဉ်ကယခုလိုမျိုးမဟုတ်ပါဘူး။ပို့ပြီးတော့အကုံတဲ့အချိန်ဒီမှာရှိတဲ့ဆရူဒါဝိညာဉ်ကိုသူကလိုချင်တာပါ။ပို့ပြီးတော့အကုံတဲ့အချိန်ဒီကိုရောက်ဖို့တခုတည်းသောနီလန်းကဝိညာဉ်အပိုင်းစားတွေနဲ့မူလဝိညာဉ်အမြောက်များကိုစားသုံးမှုပါ။ပရိရဲ့စင်နန်းနေရာမှာတွန်ထင်းကကျူချဲစီကိုမရှိနိုင်ဘူးလို့ပြောရပါလိမ့်မယ်။တွန်ထင်းကတော့ကျူချဲစီကိုစိုက်ကြည့်နေတော့လေထဲကိုညှို့ထိုးပြီးဝိညာဉ်အပိုင်းစားတွေကပြုတ်ကွဲသွားပါတယ်။သူတို့ပြုတ်ကွဲသွားတဲ့ပုံကအရန်အောင်မှထူးဆန်းပါတယ်။ခံရရောက်လင်းရချက်ကလက်လက်ထတိုင်းဝိညာဉ်အပိုင်းစားများပြုတ်ကွဲသွားပါတယ်။ ထိုရာအယောင်းမှပြင်းဖြစ်သွားပြီးမကြခင်မှာပဲဝိညာဉ်ပိုင်းစားတွေရဲ့အစိတ်ပိုင်းတစ်ခုဟာပြိုကွဲသွားပါတယ်ခင်ရောက်အလင်းအားပုံပုံမြင်ဆန်လာပြီးခင်ရောက်မင်းเจ้าဝင်ပဲမြင်ရတဲ့အထိဖြစ်လာပါတယ် ဝိညာဉ်ပိုင်းဆိုင်အရေးအတွက်မရင်မတွန်းနိုင်လောက်စရုဒ္ဓဝိညာဉ်ဟာဆုပ်လိုက်ပါတယ်။တွန်ထင်းရလည်းဝိညာဉ်ပိုင်းဆိုင်များပေါ်စိတ်ပူနေဖို့အတွက်အချိန်မရှိပါဘူး။ကျူချွဲစီရဲ့မျိုးလုံးများတော့လင်းလက်သွားပါတယ်။သူကအပေါ်တက်ဖို့ပြင်နေတော့ရုတ်တရက်နောက်ဆူသွားပါတယ်။သူ့ရဲ့လက်မှာအဲ့လိုလောအပေါင်းငယ်လေးတစ်ခုကရုတ်တရက်ပေါ်လာပြီးဒိုင်ယန်ကနေသွေးများလည်းစီးကျလာပါတယ်။ထိုအချိန်မှာဝိညာဉ်နဲ့အများကြီးကလည်းပြိုကွသွားပါတယ်။မူလဝိညာဉ်စေကူးကိုစရုဒ္ဓဝိညာဉ်ဟာမြှုပ်ချလိုက်ရကြောင်းသူ့ရဲ့အမြန်လုံးကမြုံနိုင်စရာကောင်းလောက်ကိုမျက်စံလာပါတယ်။ ဝိညာဉ်စေတန်းလှန်ရဲ့သုံးဖို့တပုံကိုမူလဝိညာဉ်စေကူးနဲ့စရုဒဝိညာဉ်အားချက်ချင်းမြှူချလိုက်ရကြောင်းတွန်ထဲရင်ထဲမှာလည်းနာကျင်သွားပါတယ်ဝိညာဉ်စေတန်းအလှန်ထိုးဆုံးရှုံးမှုမျိုးအချိန်တိုကြာကြရေမကြုံရရပါဘူးတွန်ထဲကတော့အတောအပြင်းရှုသိမ့်ပြီး စရုံထောက်ဝင်းကြီးရက်လိုက်ဆန်းသူကအဟိလိုက်ပါတယ်ရွှေရောင်နဲ့ခင်ရောက်အလင်းနဲ့တုံခနဲ့ရက်သွားပြီးအတန်တန်တန်ထွက်ပေါ်လာကကျွချယ်စီစီကိုပြေးဝင်သွားပါတယ်ကျွချယ်စီကတော့တပင်းကိုချလိုက်ပါတယ်သူကစရုံထောက်ဝင်းကြီးကဝင်းကြီးအားလုံးကိုမြှချပြီးမှအရင်ဟင်တာပရာစဉ်းစားခဲ့တဲ့နီလောင်ကိုအသုံးပြုပြီးဖန်စီဖို့အတွက်ဆက်ဆိုင်နေခဲ့တာပါကမကောင်းစားပဲတွန်ထင်းရတော့မြှချတာကိုရက်တန့်စေခဲ့ပါတယ်ကျွချယ်စီကတော့ဘာမှဆက်ပြီးတော့ပြောနိုင်လို့ပါဘူးပြောမဲ့ဆိုရင်တော့သူ့ရဲ့ရည်ရွယ်ချက်ပေါ်သွားပါလိမ့်မယ်ကျွချယ်စီကဆက်လက်နောက်ဆုံးရင် သူ့ရဲ့ရှိကလေတဲကိုလညိုးနဲ့ထိုးနေပါတယ်အကွက်တက်များလည်းဇရိုက်ကိုထွက်ပေါ်လာပြီးကျွချွဲစီကပိုးကြီးမျက်စံစွာနဲ့နောက်ဆူသွားပါတယ်အလောက်ရွေးစားရှိတဲ့ဒဏ်ရာရီအများကြီးကလည်းသူ့ရဲ့ခန္ဓာကိုယ်မှာပေါ်လာပြီးသွေးများလည်းစီးကျလာပါတယ်အပေါ်တစ်ခုကပေါ်လာတိုင်းသူ့ရဲ့မျက်နှာပိုပြီးတော့ရွဆူလာပြီးသူ့ရဲ့အချိန်ဝါကလည်းအားနေလာပါတယ်ဒူရတဲ့သူ့ရဲ့သွေးတွေကဆလုတ်တော်ဝိညာဉ်ကိုဖုံးလာပါတယ်ကျွချွဲစီရဲ့မျိုးလုံးများလည်းအိပ်ဆက်သွားပြီးသူ့ရဲ့သူတော်အိတ်ကိုပို့လိုက်ကအနီအောင်ဖျဲသိငယ်လေးတစ်လုံးကိုထုတ်ယူလိုက်ပါတယ်သူ့ရဲ့လက်ကလောဘပုံစံဖန်တီးပြီးတန့်စင် သူကပြောလိုက်ပါတယ်စကားတစ်ခုနဲ့အတူအဖေအောင်မိတော့ချိုးတစ်ချောင်းကဖဲအသင်းငယ်လေးကနေထွက်လာပါတယ်အနီးနားပီတထောင်အတွင်းမှလည်းမီးပြင်းလန်တစ်ခုကဖြစ်လာပါတယ်ထိုမီးကတော့တန်းစင်တဲ့ဟင်းသာပရာမီးတော့ထက်ပိုပြီးတော့အကောင်းပါတယ်မင်းရဲ့တထူးဝိညာဉ်သုံးခုကကောင်းကင်မီးတော့ဖဲအသင်းထက်ပိုပြီးတော့အကောင်းမလားဆိုတာကြည့်ရသေးတာပေါ့ငါစရုထောက်ဝိညာဉ်ကိုတန်းစင်ပြစ်မယ်မီးပြင်းလန်ထဲမှာရွှေအောင်နဲ့ခင်းအောင်အကပေါ်လာပြီးအနီးအောင်ပြောင်းသွားပါတယ် အရင်မပြောရင်မဲ့ချူချယ်စီရဲ့တွေးတွေကထိုတန်းစင်ချင်းအတွင်းစရုဒဝိညာဉ်နဲ့တဖြည်းဖြည်းပေါင်းဆက်တော်ပါတယ်ထိုအချိန်မှာပဲစရုဒဝိညာဉ်ကအမြန်ပဲလေပတ်လာပြီးမိပလန်ထဲမှာလမ်းဖွင့်ပြီးတဲ့လေပြေချဲကတက်ခတ်လာပါတယ်ဝိညာဉ်ထွက်ပြေးတုန်ထင်းအောင်ဟိလိုက်ပါတယ်ရွှေရောင်နဲ့ခင်းရောင်အကလည်းပြတ်ကွက်သွားပြီးချူချယ်စီစီကိုပြန်တလာပါတယ်ချူချယ်စီရဲ့မျက်လုံးများကလည်းလင်းလက်သွားပါတယ်ဝန်တာအားရတဲ့အမူအရာတစ်ခုကသူ့ရဲ့မျက်နှာမှာပေါ်လာပြီးသူကရင်မောလိုက်ပါတယ်တုန်ထင်း မင်းကဝိညာဉ်လောင်မပေးခြင်းတော့ငါအတင်းမြူပါဘူးဒါပေမဲ့ဒီစရုပ်တော်ဝိညာဉ်တော့ငါယူရလိမ့်မယ်ကျွချွဲစီကတော့သူ့ရဲ့တလုံးအဲ့ကိုပို့လိုက်ပြီး အနေအောင်ရှုံးစားတခဲကိုထုတ်လိုက်ပါတယ်ထိုအနေအောင်ရှုံးဖို့သူတစ်ချက်ထွက်လိုက်တော့အနေအောင်အွှေ့တန်တစ်ချောင်းကထွက်လာပါတယ်ကျူထယ်စီရဲ့လက်ကအနေအောင်ငွေချိုးကိုလက်ညှို့ပြီးတင်ကစားတစ်ခုကိုဖန်တီးလိုက်ပါတယ်ဒီဖိုးကြီးကလက်ရှိဟင်းတာဗရာဖြစ်ကျင်းချက်ချင်းကဘာရဲ့ဂျိုတလင်းကျောက်ကိုဖိမို့အတွက်ကြံရှိနေတဲ့တတန်း90ခန်းတို့အုံပြုမယ်ကျင်းချက်ချင်းမဟာမိတ်ဖေးကငါတို့ကိုပေးရခဲ့တဲ့ရတန့်ချင်းနယ်ပယ်ကိုလည်းငါအုံပြုချင်တယ်သူ့ရဲ့လက်ကတင်ကစားတော့ညွှန်ပြပြီးထိုးရမြွေမြွေပဲပြတ်ထွက်သွားကကျူထယ်စီရဲ့ရှေ့ပေ30ခွာမှာပြတ်ကွက်သွားပါတယ် ထိုးအချိန်မှာပဲပေတထွန်အတွင်းရှိအရာလုံးကရပ်တန့်သွားပါတယ်တင်ကြရများပြောက်ကွက်သွားတဲ့အချိန်မှာရွှေအောင်နဲ့ခင်ရောက်လင်းနောက်တစ်ခုဟာဖျက်ပြေးသွားပြီးရွှေအောင်နဲ့ခင်ရောက်အကပေါ်လာပါတယ်ကျူချယ်စီကလှမ်းယူပြီးစရုထားဝင်းညွန့်ဖမ်းယူလိုက်ပါတယ်ထိုးအချိန်မှာပဲအချိန်ကလည်းပြန်လည်စတင်ပြီးတော့လေပတ်သွားပါတယ် ူချယ်စီကတော့ရှေ့ကိုတလန်ထိုးလိုက်ပါတယ်။သူ့ရဲ့မျက်နှာမှာလည်းကြံတန်းတဲ့အမူအရာတစ်ခုကပေါ်လာပြီးတွန်ထန်းစီကိုလှမ်းလိုက်ပါတယ်။တွန်ထန်းကတော့တပင်းကိုချလိုက်ပါတယ်။မီးလောင်ပြီးတော့ပျက်စီးသွားတဲ့ခူကိုလှမ်းကြည့်ပြီးသူကမျိုးလုံးမြောက်မှိတ်လိုက်ပါတယ်။ဒိုရတဲ့ချူချယ်စီကလလန်လိုက်တဲ့အချိန်မှာပဲဝင်လေးရှိနေတဲ့ဂူနီယားကနေမှောက်မိုက်နေတဲ့ရေတံတစ်ခုကထွက်ပေါ်လာပါတယ်။ဒီအဖိုးကြီးအတွက်ထွက်တော်စံ ူချွဲစီရဲ့မျက်နှာမူရားလည်းပြောင်းလဲသွားပါတယ်။သူ့ရဲ့မူလဝိညာဉ်ကလည်းနာကျင်မှုကိုခံစားရပြီးဟင်းသာဗရာဖိလာပြီးရဲ့နောက်တခါမှမခံစားရဘူးတဲ့ကြောင်းမှုလည်းသူကခံစားလိုက်ရပါတယ်။ဟင်းသာဗရာကုန်းမြေရဲ့အရှိတ်အချမ်းကအစုံမဲ့မောင်မင်းနေတဲ့တိမ်တိုင်းရီထဲမှာစွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ဝင်နေရနေကြပါတယ်။မောင်မင်းနေတဲ့တိမ်တိုင်းရဲ့အလေဘူမှာတော့မြားပြလွန်းလာတဲ့စွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ဝင်နေရထိုင်နေကြပါတယ်။သူတို့အလုံးကဒပင်နဲ့ထဲမန်နဲ့တစ်ခုကိုရွှေ့ဆုံနေကြပါတယ်။ သူတို့ရဲ့တတူးတွေရဲ့စွမ်းအားတွေကခန္ဓာကိုယ်ကနေထွက်လာပြီးလေထဲမှာပြန်ဝင်နေပါတယ်တတူးစွမ်းအားတွေကမမြန်ဆန်ပဲတက်သွားပါတယ် နှစ်နာရီကြာတိုင်းထုံမြွနဲ့ဝင်နေရသူတို့ရဲ့ခန္ဓာကိုယ်ထဲကတတူဆွိုင်းများအလုံးကိုအသုံးပြုပြီးတိုင်းနောက်တစ်ဖက်ကသူတို့ရဲ့နေရာမှာအစားထိုးဝင်ရောက်ပြီးဆက်လက်ပြီးတော့မန်နံများကိုရွဆုံနေကြပါတယ်ထိုလုံငန်းစဉ်ကလာပုံများစွာလှုပ်ဆောင်နေခဲ့ပါတယ်ထိုနေ့မှာတော့မိကွန်းကိုဝစ်ဆုံကိုဝစ်ဆင်လာတဲ့တလက်ပိုက်မျိုးသားတယောက်ကပေါ်လာခဲ့ပါတယ်သူရဲ့ဘဲဘက်ပါပြင်းမှာတော့ခင်းရောက်ရွတ်တွေရဲ့လွယ်ပြီးကျန်တဲ့တတူတွေကမရှိပါဘူးထိုရွက်ကတော့ခင်းရောက်လင်းနံများကိုထုတ်လွှင့်နေပါတယ်သူကအလဲဘူမှာရှိတဲ့မျိုးနွယ်အမြောက်များကိုစိုက်ကြည့်ရင်တွေးတောနေတဲ့ဟန်လုံးနေပါတယ်သူနောက်မှာတော့အသက်ကြီးကြီးလူသုံးကလိုက်ပါလာပါတယ် သူတို့တောင်းကနေထုတ်လွှင့်နေတဲ့အငွေ့တက်များအလေဝယ်လင်းကိုအရင်ကလိုင်လံဖန်စီခဲ့တဲ့အရွှေရွှေရပါတဲ့အဖိုးကြီးနဲ့တထရာလည်းပဲဖြစ်ပါတယ်အဖိုးကြီးတယောက်ကလေးစားစွာနဲ့ပစ္စမမျိုးဆက်အချိန်တက်ပြီဆရုဒမျိုးဆက်မျိုးပိုင်ပင်ဘက်မှာစပြီးတော့လှူရှားနေပြီသူကပြောလိုက်ပါတယ်တရပိုင်အမျိုးသားကလည်းခေါင်းကိုညှိပြီးမျိုးပိုင်ပင်လွမြောက်သွားတာရှေးအောင်ဘိုးဘေးကသူ့ရဲ့အတောက်ကိုစွန့်ပြီးဓာငါလဲတဲ့စိတ်ကိုဖျက်ဆီးခဲ့လို့ပဲဒီတစ်ခေါက်မှာတော့ငါတို့ကမအောင်မြင်လို့မရဘူး ူကပြောလိုက်ပါတယ်မျိုးပိုင်ပင်ရဲ့ကိုင်းဖြားလေးပင်ဟာဟင်းသာဗရာကုန်းမြကြီးကိုဝိုင်းတာပြီးတော့ဒီတစ်ခါဟင်းသာဗရာနိုင်ငံကပျက်စီးရလိမ့်မယ်အဖိုးကြီးရဲ့မျိုးလုံးခဲမှလည်းဆဲလုရှာမှုများဖြစ်ပေးသွားမယ်မြန်မြန်ဆန်ပဲပြောက်ကွက်သွားပြီးပစ္စမမျိုးဆက်ဒုတိယမျိုးဆက်ကိုအချောင်းချောင်းသူကပြောလိုက်ပါတယ်တက်လက်ပိုင်မျိုးသားကလည်းမျိုးအောင်ချုပ်ပြီးသူ့အကြောင်းမစင်စားနဲ့သူကဟင်းသာဗရာနိုင်ငံမှာအရန်ကိုကြာနေပြီ ကျွန်တော်တို့နဲ့တွေးခေါ်ပုံချင်းတော့မတူဟွန်းတိုက်ခိုက်ဖို့သူကစာနာမရှိခဲ့ရင်လွန်ခဲ့တဲ့နှစ်နိုင်ငံကတိုက်ပွဲမှာဟင်းသားဗရာနိုင်ငံကိုငါတို့ကဖျက်ဆီးနိုင်ခဲ့ပြီးပြီဟင်းသားဗရာနိုင်ငံကပိုက်ဆိုင်လာတဲ့ချင်းညက်ချင်းတို့ကြီးကသူပြောတဲ့စွမ်းအားရှိမယ်လို့ငါတော့မယုံဘူးသူကပြောလိုက်ပါတယ်အဖိုးကြီးကလည်းခေါင်းညိတ်ပြီးတော့ဆက်မပြောတော့ပါဘူးအလောင်းကားရလူတွေကလည်းရောက်နေပြီတလက်ပိုက်မြို့သားအဝေးကိုကြည့်လိုက်ပါတယ်ဟင်းသားဗရာကုန်းကြီးရဲ့အရှိတ်အဆုံပြင်းကနေခေါင်းကလိုက်တစ်ခုက ်မြန်မြန်ဆန်ပဲနီးကပ်လာပါတယ်ခေါင်းတလာရဲ့အပေါ်မှာတော့လူသုံးကထိုင်နေပါတယ်ထိုလူသုံးအလုံးကသမီးများဖြူနေပါတယ်အလေကားလူကတော့စိတ်ဝိညာဉ်အတွင်ပြောင်းခြင်းအဆင့်အစောပိုင်းအဆင့်ဖြစ်ပြီးကျန်တဲ့နှစ်ယောက်ကတော့စိတ်ဝိညာဉ်အတွင်ပြောင်းခြင်းနှောက်ပိုင်းအဆင့်မှာရှိကြပါတယ်သုံးဦးသာခေါင်းတလာပေါ်မှာထိုင်ပြီးအလုံးမျက်စင်စွာနဲ့ယူလီယာနေပါတယ်မျက်စိတမိတ်အတွင်မှာပဲမဲမောင်းနေတဲ့တိမ်တိုက်ရှိကိုရောက်ရှိလာပါတယ်မဲမောင်းနေတဲ့တိမ်တိုက်ထဲကတတူးတင်ကြတာတွေကသူတို့ဝင်ရောက်မလာအောင်တားဆီးဖို့မိတ်တုံမိတ်တုံလေးလန်းနေပါတယ်အလောင်းခိုင်းကစိတ်ဝိညာဉ်အတွင်ပြောင်းခြင်းအစောပိုင်းအဆင့်အဖိုးကြီးက ငါတို့ကဟင်းသားဗရာချိုပေါ်ကအလောင်းခိုင်းရဲ့အကြီးကဲပါငါနောက်ကနှစ်ယောက်ကတော့အလောင်းထိမ့်သိမ့်လူတွေပါစုပြည့်ခံမတင်မျိုးခိုင်းတတူးပုံစံကိုဖွင့်ပေးဖို့အတွက်တောင်းဆိုပါတယ်သူကပြောလိုက်ပါတယ်မိမောင်းနေတဲ့တိန်တဲ့ထဲကတတူးတွေကလည်းထမှန်မိတ်တုံမိတ်တုံလင်းလက်သွားပြီးဥမင်လိုက်ကောင်းတစ်ခုပုံစံဖြစ်လာပါတယ်အလောင်းခိုင်းကခေါင်တလာကြီးကလည်းမြန်မြန်ဆန်ပဲဝင်သွားပါတယ်ခေါင်တလာမိမောင်းနေတဲ့တိန်တဲ့ရဲ့အလေဘူမှာရက်တန့်သွားပါတယ် အလောင်းကိုင်းရစိတ်ဝိညာဉ်အတွင်ပြောင်းလဲခြင်းအစောပိုင်းအစဉ်အကြီးကဲရလဲခုံစင်းလာပါတယ်သူရဲ့ရှိမှာတော့တက်လက်ပိုင်းအမျိုးသားနဲ့အရွယ်ရွှေရဲပါရှာမန်သုံးဦးကရှိနေပါတယ်တက်လက်ပိုင်းအမျိုးသားအကြီးကဲစီမှာခမောင်းကိုစောင့်နေရပါသူကတင်းငင်စွာနဲ့ပြောလိုက်ပါတယ်အလောင်းကိုင်းရအကြီးကဲရလဲရဲပြီးလမ်းမှာအခက်ခဲတွေ့လို့နောက်ကျသွားရပါအလောင်းနဲ့ပူပယုံနေမကောက်ဘူးခမောင်းတို့ဆွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ကိုသတင်းစကားတစ်ခုပြပြဖို့အတွက်ရောက်လာပါကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်